ရုရှားရဲ့ဓာတုဗေဒစေယုံကိုယူကရိန်းကတိုက်ခိုက်ရမှာပြတင်းထိုးစတောင်းရှဲဒိုးဒုံးကြီးတွေနဲ့ပါတိုက်ခိုက်မှုဖြစ်ခဲ့ပါတယ်။တအုပ်ကြည်ချင်းအဖြစ်ပြတင်းဟာစစ်ပွဲထဲမှာပိုပြီးနက်နက်ရှန်ရှန်ပါဝင်လာပွဲရှိနေပါတယ်။ရုရှားလက်ကြောင်းကာကွယ်စနစ်ကိုထိုးဖောက်ဝင်ရောက်တိုက်ခိုက်ပြီးဒါဟာအောင်မြင်တဲ့တိုက်ခိုက်မှုဖြစ်ပြီးရလဒ်ကိုအကဲဖြတ်နေစေဖြစ်ကြောင်းယူကရိန်းစစ်တပ်ကပြောပါတယ်။နိုင်နိုင်ငံကြောင်းရုရှားဟာယူကရိန်းဒေသများအပြားကိုဒရုန်းတွေဒုံးကြီးတွေနဲ့ပြင်းထန်တိုက်ခိုက်ခဲ့ပါတယ်။ လူချလောက်တွေဆုံးခဲ့တယ်လို့တမလားဇီလင်စကီကပြောပါတယ်။ကီးနဲ့ဒီနီပရိုဒေတာတွေမှာတအားပြတ်တောက်မှုတွေရှိခဲ့ပြီးရုရှားတအားပေးစေုံတွေကိုပြစ်မှတ်ထားတိုက်ခတ်ခဲ့တယ်လို့သတင်းတွေကဆိုပါတယ်။မျိုးတော့ကီးကိုတိုက်ခတ်မှုတွေလူနှစ်ယောက်တွေဆုံးပြီးတော့ကီးအခြားဒေတာမှာတော့အမျိုးသမီးတစ်ယောက်နဲ့ကလေးနှစ်ယောက်တွေဆုံးခဲ့ပါတယ်။အချိန်တည်းမှာရုရှားအနာဘက်ကယူကရိန်းက Brainyas ဓာတ်ရုပ်ဗေဒစေုံတိုက်ခတ်မှုနဲ့ပတ်သက်ပြီးမှတ်ချက်မပေးပေမဲ့ ယူကရိန်းကိုတာဝန်ပြစ်တုံကြီးတွေမပေးတဲ့ကြောင်းနောက်နိုင်ငံတွေကိုတတိပေးထားပါတယ်ယူကရိန်းစစ်တကားတော့ရုရှားရဲ့စစ်ပကဏ္ဍမှာအဓိကအခက်အခဲနာကပေါင်တဲ့ရုရှားစစ်အုပ်တွေကိုပြစ်မှတ်ထားဖို့လိုအပ်တယ်ဆိုပါတယ်လက်ရှိတကယ်ခဲ့တဲ့စစ်အုပ်ဟာယူကရိန်းပိုင်တော်တိုက်ဖို့အတွက်အသုံးပြုတဲ့ခဲရန်တဲ့ဒုံးကြီးတွေမှာတုံးတဲ့ရန်တွေဖောက်ခွဲပစ္စည်းတွေနဲ့ဒုံးပြအစိပ်ပိုင်းတွေကိုထုတ်လုပ်တဲ့စစ်အုပ်ဖြစ်ပါတယ်ဒါမဲ့ဗြိတိန်တို့ရဲ့လက်နက်ကိုတုံးပြလာတာဟာစစ်ပွဲမှာဗြိတိန်ပါဝင်တယ်လို့မှတ်ယူရမှာဖြစ်ကြောင်း သမားပူတင်ပြောရေးဆိုခွင့်ရှိသူဒီမီထရီပက်စကော့ကဆိုပါတယ်ယူကရိန်းကခုလိုမျိုးရုရှားရဲ့ရင်းနှီးချက်စေုံနဲ့ဓာတုဗေဒစေုံတွေကိုပဲပိတ်မှတ်ထားတိုက်ခိုက်နေတာဟာရုရှားစီးပွားရေးအတွက်ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာစေပြီးစစ်စစ်ထောင်းနေတဲ့ရုရှားဟာရင်းနှီးတမှုရောင်းချမှုကနေပြည်ပဝင်ငွေအဓိကရှာဖွေနေပေမဲ့ယူကရိန်းတိုက်ခိုက်မှုကြောင့်ပြည်တွင်းမှာတော့မှစွန့်ရင်ပြတ်တောက်မှုနဲ့ကြုံနေရပါတယ်။ယူကရိန်းစစ်တပ်ကလူမှုကွန်ရက်မီဒီယာမှာရေးသားရမှာတော့အဲ့ဒီဓာတ်ပစ္စည်းတွေကို strong shadow နဲ့တတ်ခတ်ခဲ့တယ်ဆိုပါတယ်။ ဒါဟာရုရှားရဲ့အရေးပါတဲ့အဆောင်အုံလို့ဆိုပါတယ်ရုရှားဘက်ကတော့ဒီဓာတုပြည်သားစစ်ရုံတိုက်ခိုက်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးလုံးဝခံမကြည့်ပါဘူးပြန်ပြီးတော့လက်စားချေဖို့ပြင်ဆင်နေတယ်လို့ဆိုပါတယ်စတောရှင်လုံးကြီးတွေကိုဗြိတိန်နဲ့ပြင်သစ်စစ်တပ်တွေကအုံပြုပြီးဗြိတိန် version ကတိုက်လေယာဉ်ပေါ်ကနေပြစ်ခတ်ရတာပါပြင်သစ်မှာတော့လည်းမျိုးကွဲကတော့တိုက်လေယာဉ်ပြင်ရေတက်နဲ့ ဂျင်ကိုသင်းမောဒီမှာပါတက်ဆင်ပြစ်ခတ်နိုင်ပါလေစတောင်းရှယ်တို့ဒုံးကြီးဒီစင်ကိုတိုက်လိုက်ပုံကနေပြစ်ခတ်လိုက်တဲ့အခါရေဒါကလုံးဝထောင်လန်းနိုင်စွာမရှိတော့တဲ့အနေကနေလမ်းကြောင်းရှာပြီးပြင်မဲ့စီပြန်တတ်ပါလေလန်ခီတချို့ကတောင်းစီတွေရှောင်းဝင်းဖို့အဲ့ဒီဒုံးကြီးဟာ GPS နဲ့ပတ်ဝန်းကျင်မြင်မြင်နဲ့တွင်ပြအယုံခံစနစ်တွေပါအကုန်ပါပါတယ်ပြီးတော့ဒုံးကြီးထိပ်မှုမှာတက်ထားတဲ့ကင်မရာကအမှန်တကယ်ကိုပြစ်ချင်တဲ့ပြစ်မှတ်ဟုတ်မဟုတ်နောက်ဆုံးတည်ပြုမှုကပြစ်မှတ်ကိုတိုက်ရိုက်ချိန်မှာဖြစ်ပါတယ် ဒီဒုံးကြီးတွေဟာ450ကီလိုဂရမ်လောက်လေးတဲ့ထိပ်ဖို့တင်ဆောင်ပြီးကီလိုမီတာ950လောက်ထိတောင်မှပြန်တန်းနိုင်တယ်လို့သိရပါတယ်။ ဒါဟာယူကရိန်းကကင်ထားတဲ့လက်နက်တွေထဲမှာစွန့်ရင်အမြင့်ဆုံးလက်နက်ပါတကယ်လို့အမေရိကန်စီကသာနာမည်ကျော်တူမာဟော့ရမယ်ဆိုရင်တော့တူမာဟော့ဟာကီလိုမီတာ2500လောက်အထိပြန်သန်းနိုင်ပြီးစတောင်းရှယ်ရူနဲ့ဆိုင်ရင်တော့9000လောက်ပို့ပြီးပြင်းထန်တာပဲဖြစ်ပါတယ်။ဒါကြောင့်ရုရှားကတူမာဟော့ပေးဖို့ကိုပြင်းထန်ကန့်ကွက်နေတာ ဖြစ်ပါတယ်။ဗြိတိန်ကတော့ဒီလောက်နဲ့တောင်မှမရက်ပဲနဲ့ရုရှားပေါ်ဖိအားပေးမှုကပုံမှုတိုးမြင့်လာပါတယ်။အခုလည်းဗြိတိန်ကာကွယ်ရေးဝန်ကြီးက ယူကရိန်းမှာဖြစ်နိုင်ခြေရှိတဲ့ပြစ်ခတ်ရေးဆိုင်အမှတ်ခံချက်ရရှိအောင်ကူညီပေးဖို့အတွက်လိုအပ်ပါကဥရောပတစ်ဖက်တွေဆေးလွတ်ဖို့အသင့်ရှိတယ်လို့ပြည်တိုင်းကာကွယ်ဥညီဂျွန်ဟီလီကဆိုပါတယ်။ပြီးခဲ့တဲ့ကြာသပတေးနေ့ကခေါင်းဆောင်ဥကြာဖုံးခေါဆုံးမှုပြီးဒေါ်နယ်ထရန့်ကလာမဲ့တင်ပတ်မှာဟန်ဂေရီနိုင်ငံဘူဒါပက်မှာပူတင်နဲ့တွေ့မယ်လို့ပြောခဲ့ကြောင်းဆိုပါတယ်။ဒါပေမဲ့ဒေါ်နယ်ထရန့်ဟာသူ့ရဲ့စကားကိုမတည်စွာပဲပူတင်နဲ့တွေ့ဖို့ကိစ္စကိုဖျက်လိုက်ပါတယ်။ဒါပေမဲ့ပြည်တိုင်းကတော့မိမိတို့အနေနဲ့ယူကရိန်းကို ဲ့ဒီလိုမျိုးစည်ရေးရက်ဆိုင်ရေးငင်းချင်းရေးအတွက်ဥရောပတက်တယ်ငင်းချင်းရေးကိုလုံခြုံအောင်ကူညီဖို့အသင့်ရှိပါတယ်လို့ဆိုပါတယ်မိသည့်ငင်းချင်းရေးဆွေးနွေးပွဲမှာဆိုယူကရိန်းပြည်သူတွေသာအဓိကဆုံးဖြတ်ရမယ်လို့ဆိုပါတယ်ယူကရိန်းသမ္မတဇယ်လန်စကီးကိုလက်ရှိအချိန်မှာတော့ဒီကိစ္စနဲ့ပတ်သက်ပြီးပြောထားပါတယ်အခုသတင်းပတ်တွင်နှစ်နိုင်ငံနိုင်ငံကြားရေးဝန်ကြီးအကြီးအကဲတွေအချို့အစည်းအဝေးရွှေ့ဆိုင်းတဲ့ကြောင်သတင်းထွက်တဲ့အတွက်ကြောင့်ထရန့်နဲ့ပူတင်နဲ့တွေ့ဆုံတဲ့ညွှန်လက်ချက်ကလည်းနှောင့်နှေးသွားပြီဖြစ်ပါတယ် ပြည်သူ့နဲ့ပြည်တွင်းတို့ဟာမလကအစတင်တည်ထောင်ခဲ့တဲ့ဥရောပ26နိုင်ငံပါဝင်တဲ့စေတနာမဟာမိတ်အဖွဲ့ဝင်တွေဟာပြစ်ခတ်ရဆဲရဖြစ်ပေါ်လာမဲ့ခြေနေအတွက်အသေးစိတ်အစီအစဉ်လေးရေးဆွဲနေတယ်လို့ပြည်ထောင်ကွယ်ဝန်ကြီးကျွန်ဟီလီကပြောပါတယ်။လုံငန်းတဲ့6လလောက်ကနိုင်ငံပေါင်း38နိုင်ငံကျော်မှာစီးရေးစစ်မှန်ချက်ရေးဆွဲသူ200ကျော်ပါတယ်။သူတို့ရဲ့လှုပ်ဆောင်မှုတွေဟာဆက်လက်လုပ်နေစေဖြစ်ပါတယ်။နိုင်ငံတော်တစ်ဖွဲ့ရဲ့လိုအပ်တဲ့အခါယူကရိန်းကိုဆေးလုပ်ဖို့ကျွန်တော်တို့အသိရှိပါတယ်လို့ပြည်ထောင်ကာကွယ်ဝန်ကြီးကထပ်လောင်းပြောပါတယ်။ရုရှားဟာစစ်ပွဲကို ရက်တမှုသဘောတူရင်တော့ဒီတဖွဲ့ဟာယူကရိန်းရဲ့ဝေဟင်နဲ့ပင်လယ်ပြင်ကိုလုံခြုံမှုပေးဖို့အသင့်အနေထားရှိတယ်လို့ဆိုပါတယ်ပြည်တွင်းအစိုးရဟာတပ်တွေစစ်လူရေးထွက်အနည်းဆုံးပေါင်သန်းတရာကျော်သုံးဖို့မျှော်လင့်ထားပါတယ်ဖြစ်နိုင်ခြေရှိတဲ့စစ်လူမှုအတွက်တက်တွေကိုပြင်ဆင်ဖို့ရန်ပုံငွေအချို့တော်မှာသုံးဆွဲပြီးဖြစ်ကြောင်းသူကဆိုပါတယ်။နေတိုးဖွဲ့ရဲ့အရှိတ်အချက်မှာဗော်ဒီနိုင်ငံတွေသာလျှင်လက်ရှိအချိန်ဒီမဟာမိတ်ဖွဲ့တစ်စိတ်တစ်ပိုင်းဖြစ်မြေပြင်တစ်ဖက်ကများစစ်လူပြီးဖြစ်ကြောင်းပြောထားပါတယ်။ပိုလန်ဟာဘယ်လရစ်နဲ့ ရုရှားရဲ့စစ်ခြေဆိုင်နယ်မြေကာလီနင်ဂရက်ဒ်နယ်နယ်မြေချင်းထိစပ်တဲ့မိမိနိုင်ငံလူကြုံရေးကိုဦးစားပေးတဲ့အတွက်ယူကရိန်းကိုစစ်တီတွေဆီလွတ်အောင်မဟုတ်ကြောင်းပိုလန်ဝန်ကြီးချုပ်ဒေါ်နယ်ဒက်စ်ကပြောပါတယ်။ဒီအစားပိုလန်ကတော့နေတိုရဲ့စီစဉ်အတွက်ထောက်ပံ့ပို့ဆောင်ရေးကူညီပေးမယ်လို့ဆိုပါတယ်။ပိုလန်ဟာနေတိုမဟာမိတ်များနဲ့ကာကွယ်ရေးသုံးစိအများဆုံးသုံးပြတဲ့နိုင်ငံဖြစ်ပါတယ်။ပူတင်နဲ့ဖုံးပြောဆိုမှုပြီးမှထရန့်ကဇလန်စကီနဲ့ပြီးခဲ့တဲ့တောက်ကြနေကအင်ဂျီနိုမှာတွေ့ဆုံရမှာအပြန်အလှန်အော်ဟစ်ခဲ့တယ်လို့တော့သိရပါတယ်။ ဇီလန်စကီကတော်မဟုတ်တွေပေးဖို့ဝါရှင်တန်ကိုတွားပြောတဲ့အခါမှာထရန့်ကလုံးဝမပေးနိုင်ဘူးလို့ဆိုပါတယ်။ဥရောပကောင်တော်တွေကတော့လက်တလုံးမှာထရန့်ရဲ့ပြောင်းလဲနေတဲ့ယက်တီချက်ကိုစိုးရင်ကြောင်ပြောပြီးဝန်ကြီးချုပ်တော်နဲ့တက်စ်ကတော့လူမှုမူကြီးတွေကမှဘာကြီးလဲဆိုတော့အညံ့ခံလိုက်ရောခြင်းဟာတရားမျှတပြီးရေရှည်တည်နေတဲ့ညီချင်းကြီးလုံးဝမရနိုင်ကြောင်သတိပေးထားပါတယ်။တိုက်ပွဲတွေကိုချက်ချင်းရတဲ့နေပြီး လက်ရှိထိတွေ့တဲ့နယ်နိမိတ်မြင်းကိုဆွေးနွေးပွဲတွေအတွက်စာမတ်ဖြစ်သတ်မှတ်တဲ့နယ်ဆိုတဲ့သမ္မတထိုင်းရည်တီချက်ကိုတော့ထောက်ခံတယ်လို့ဒေါ်နယ်ဒက်စ်ကပြောပါတယ်။ဥရောပကောင်စားတွေကအခုတည်းမဲ့နှောင်းပိုင်းမှာဥရောပကောင်စီနဲ့မဟာမိတ်အဖွဲ့အစည်းအဝေးတွေလုပ်ပြီးရုရှားရဲ့စီးပွားရေးနဲ့ကာကွယ်ရေးလုပ်ငန်းပေါ်ဖိအားပေးမှုမြင့်နေပုံနဲ့ယူကရိန်းကိုထပ်မံကူညီပံ့ပိုးဖို့နီးလန်းတွေကိုဆွေးနွေးမယ်လို့ပြောထားပါတယ်။နောက်တဲ့တဲ့ပုတ်ပြောကြည့်ပါမယ်။ ။ဝန်ကြီးချုပ်ဟောင်းပေတုံတန်ရှင်နာဝတ်ဟာဖြူတိုင်းပါတီခေါင်းဆောင်ဖြစ်ကနေယာဒူကလည်းနှုတ်ခတ်သွားပြီဆိုပါတယ်။ဖြူတိုင်းပါတီရဲ့ပုံရင်ပြောင်းလဲရေးအစဉ်ပြေချုံမှုစေဖို့ဝန်ကြီးချုပ်ဟောင်းဟာပါတီခေါင်းဆောင်ဖြစ်ကပါနှုတ်ခတ်ကြောင်းကြေညာပါတယ်။ပြည်သူအကျိုးအတွက်ပြောင်းလဲရတဲ့အမြင်သစ်နဲ့တူပါတီကိုပုံရိပ်ပြောင်းလဲပြီးပြလဲတည်ဆောက်နိုင်ဖို့နှုတ်ခွက်ပေးခဲ့တယ်လို့သက်စင်ရဲ့သမီးချင်းလက်ရတူမှကိုရိုင်းလဲဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ပေတုံနန်ကပြောပါလေဒါဆိုရင်တော့ဖြူတိုင်းပါတီအတွင်းမှာသက်စင်မျိုးဆက်ဟာလုံးဝမရှိသလောက်ဖြစ်သွားပါပြီ။ တဆင်ကနေအစပြုခဲ့တဲ့ဖြူလိုင်းပါတီမှာတဆင်မျိုးဆက်ဟာအစဉ်ဒီဇိုင်းဩဇာကြီးခဲ့ပါတယ်။ဝန်ကြီးချုပ်ရွေးမယ်ဆိုရင်တဆင်တို့မျိုးဆက်တွေကပဲအရင်ဦးစားပေးရွေးချယ်ရတာဖြစ်ပါတယ်။ခုတော့အဲ့ဒီခေတ်ကကုံဆုံးသွားပြီလို့ပြောရမှာဖြစ်ပါတယ်။ပါတီဝင်ဖြစ်တော့ဆက်ရှိနေမှာပါလို့ပေတိုနယ်ရှင်နာဝတ်ကပြောပါတယ်။ပါတီအတွက်ခေတ်တကိုအတူတကွတည်ဆောက်မယ်လို့သူမကကြွေးကြော်ပါတယ်။ပေတိုနယ်ကိုဖွဲ့စည်းပုံခုံရုံးကဝန်ကြီးချုပ်ရာထူးကနေဖယ်ရှားပြီးတဲ့နောက်ပါတီပါဖျက်သိမ်းဖို့တောင်းဆိုမှုတွေရှိလာပါတယ်။ အဲဒီအချိန်မှာပါတီခေါင်းဆောင်နေရာကနေနှုတ်ထွက်လိုက်တာဖြစ်ပြီး2026မလဝင်ကျင်မှာကျင်းပပွဲရှိတဲ့ရွေးကောက်ပွဲအတွက်ပါတီကိုပြလဲပြင်ဆင်တာဖြစ်ပါတယ်။ပါတီတွင်းမှုချုပ်ဟောင်းဆိုအဝေါ်ဒီယန်တောင်ကတော့ပေတုံနဲ့ဟာဖြူထိုင်းမိသားစုအကြီးအကဲဖြစ်ဆက်ရှိနေမှာဖြစ်တဲ့အတွက်ပါတီရဲ့မန်နိုင်ဖြစ်တော့ဆက်ရှိနေမှာပါဆိုပါတယ်။ပေတုံတန်နဲ့ကမောရီးယားဝင်ကြီးချုပ်ဟောင်းဟွန်ဆန်တို့ကြားဖုံးပြောဆိုမှုအံဖိုင်ပေါ့ကြားပေးခဲ့ပါ့။ပါတီပေါ်လဲလူကြိုက်များမှုကတဟုန်ဟိုးကြဆင်တော့ပြီးပေတုံနဲ့မှာယာတုကနေပြုတ်ကားတဲ့ဘဝရောက်သွားတာဖြစ်ပါတယ်။ နောက်သတင်းတပုတ်ပြောချင်ပါလိမ့်။ချင်းမနိုင်ငံမျိုးတော်စာနာမှာကုလသမဂ္ဂအဆောင်တစ်ခုမှကုလဝန်ထမ်း20ကိုခုတီတပုံတွေကဖမ်းဆီးထိန်းသိမ်းလိုက်ပါလိမ့်။ဒီဖြစ်အကြောင်းကုလသမဂ္ဂတို့တော့အရှက်ရစရာဖြစ်သွားပါလိမ့်။ခုတီတပုံတွေဟာဒီအဆောင်ကိုဒုတိယအကြိမ်ဝင်ရောက်စီးနှင်တာဖြစ်ပြီးကုလဝန်ထမ်းတွေကိုဖမ်းဆီးသွားတာဖြစ်ပါလိမ့်။တပုံတွေရဲ့ဖမ်းဆီးထားသူတွေမှာရင်းမြနိုင်ငံသား9ဦးနဲ့နိုင်ငံတကာဝန်ထမ်း15ဦးပါပါလိမ့်။စစ်စစ်မြေမြေပြီးနောက်12ဦးပြန်လွှတ်ပေးခဲ့ပါတယ်။ကိုးဦးချန်ထားပါလိမ့်။ ကုလပြောရေးဆိုခွင့်ရှိသူက၎င်းတို့ရဲ့အရာရှိတွေအနေနဲ့အရေးကြီးတဲ့ဒီကိစ္စအမြန်ဆုံးဖြေရှင်းပေးဖို့နဲ့ဝန်ထမ်းအလုံးလှုပ်ပေးဖို့စာနာမှာရှိတဲ့ကုလသမဂ္ဂအစအုံပေါ်ပြေဝါထင်ချုံခွင့်ပြန်လည်ရရှိဖို့ခုတီဒီနဲ့တခြားလက်နက်ကိုင်ဖွဲ့စည်းတွေကိုဆက်သွယ်နေတယ်ဆိုပါတယ်။တခြားကုလရရှိသူကလည်းခုတီတွေဟာအစအုံမှာဖုန်းတွေကွန်ပျူတာဆာဗာတွေနဲ့ကွန်ပျူတာတွေအပါအဝင်ဆက်သွယ်ပစ္စည်းအလုံးသိမ်းသွားတယ်ဆိုပါတယ်။ဖန်ဆင်းခံရတဲ့ကုလဝန်ထမ်းတွေဟာကမ္ဘာစာနယ်ရိက္ခအစီအစဉ် WFP UNICEF နဲ့ လူသားချင်းစာနာထောက်မှုဆိုင်ရာလုပ်ငန်းများညှိနှိုင်းဆောင်ရည်ရုံ UN OCHA ပါဝင် agency တည်တည်မှဖြစ်ပါတယ်။အီရန်ကြောထောက်ခံပေးထားတဲ့ဟူဒီဖွဲ့ဟာကုလဝန်ထမ်း900ကျော်ပါဝင်လူအမျိုးများခုထိဖမ်းထားပါတယ်။ခုနှစ်စာပိုင်းကစာနာမျိုးတော်မှာ WFP ဝန်ထမ်းတို့လည်းဖမ်းခံရပါတယ်။ဖမ်းခံရစဉ်သိဆုံးသွားပါတယ်။ဖမ်းဆီးထင်းထင်းထားတဲ့ကုလဝန်ထမ်းတွေနဲ့ခြားနိုင်ငံတကာဖွဲ့စည်းများနိုင်ငံခြားသံရုံးများနဲ့ပူးပေါင်းလုပ်ငန်းတွေဟာတရှိုးတွေဖြစ်ကြောင်းဟူဒီတွေကတည်တည်ထောက်ထားမှရှိပဲဆွဆွဲခဲ့ပြီး ကုလကဒီဆွဆွဲချက်ကိုညင်းပါတယ်ဇန်နဝါရီလကလည်းဝန်ထမ်းရှိဦးဖမ်းဆီးခံရပြီးတော့ကုလဟာစာနာမျိုးမှာရှိတဲ့လုပ်ငန်းဆောင်မှုမှန်သမျှကိုရပ်ဆိုင်းထားခဲ့ပါတယ်နောက်ဆုံးသတင်းမဟုတ်ပြောချင်ပါတယ်ဂေါ်ဂျီလာမျိုးဝန်ကြီးတကောင်ရဲ့ထူးခြားတဲ့အပြုမှုကြောင့်လူအလုံးကိုဖားခင်မြစ်တာအကြောင်းကိုမှင်သက်သွားစေပါတယ်ဒါဟာတကယ်ဖြစ်ဖြစ်ပါတောင်းနဲ့ထဲမှာသားရိုင်းတရိစံကျွင်းကျင်သူတွေတက်ဆင်ထားတဲ့လမ်းကြောင်းကင်မရာတလုံးဟာကြီးမားလာတဲ့ ဂေါ်ရီလာကြီးတကောင်လူမရှိတဲ့စကန်နဲ့အတင်းဝင်ရောက်လာတော့ကိုဖမ်းယူရိုက်ကုန်မိပါတယ်။အဲဒီဂေါ်ရီလာကြီးဟာတစ်တာတွေကိုဆွဲလန့်ပစ်တယ်၊တဲကိုဆုပ်ဖြဲပစ်တယ်။တခုခုကိုအသေးအံရှာဖွေသလိုမျိုးဒေါင်းတိုင်းကိုရှာနေပါလိမ့်။ဂေါ်ရီလာကြီးရဲ့ထူးခြားတဲ့အပြုမှုကိုသတိထားမိပါတယ်။အစပိုင်းမှာတော့အော်ဂေါ်ရီလာတွေရဲ့ရိုင်းဆိုင်တဲ့သဘာဝအသိစိတ်ကြောင့်လို့ထင်ခဲ့ပေမဲ့အစောပိုင်းမီဒီယာတွေပြန်ကြည့်တဲ့အခါအရာအလုံးပြောင်းလဲတော့ပါလိမ့်။ဒီဖြစ်ဖြစ်မကြခင်နိုင်နေငယ်လွန်မှာလူတချို့ဟာ ဂေါ်ရီလာမျိုးဝင်လေးနှစ်ကောင်ကိုနှောင်ရင်ထဲထောင်ပန်းသွားတာမြင်တွေ့ခဲ့ရပါလေ။နောက်ပိုင်းစစ်သည်တွေကအဲ့ဒီဂေါ်ရီလာဟာသူတို့ရဲ့ခြေရာတွေနဲ့ကားတိုင်ရာတွေကိုခြေရာခံပြီးဒီနေရာထိရောက်လာခဲ့တာဖြစ်တယ်ဆိုတာထုတ်ဖော်ပါလေ။ဒီဗီဒီယိုဟာလင်းမြေပြင့်နေသွားပြီးဂေါ်ရီလာလေးနှစ်ကောင်ကိုဖမ်းယူသွားတဲ့ပေါ်လူအများစုကဒေါသထွက်သွားပါလေ။တိုင်းရင်းဒေသကကွင်းအင်အားစုတွေစီလုံးသွားစေပါလေ။ဆန္ဒပြမှုတွေကြီးကြပ်ဖြစ်လာပါလေ။ ဒါနဲ့အာနာပိုင်နဲ့လည်းနောက်ဆုံးမနေသာတော့ပဲအဲ့ဒီလူတွေလိုက်ဖမ်းရပါတယ်။ရဲနေငယ်ကြမှာတော့ဖမ်းမိခဲ့ပြီးဂေါ်ဂီလာလေးတွေကိုလည်းရှင်းလင်းသားပြန်တွေ့ခဲ့ပါတယ်။နောက်ဆုံးမှာဂေါ်ဂီလာလေးတွေဟာ သူတို့ရဲ့ဖခင်ဂေါ်ဂီလာလူမျိုးဝင်ကြီးနဲ့ပြန်ပြီးတော့ဆုံတွေ့ခဲ့ပါတယ်။ဒါဟာဖခင်တို့ရဲ့ညဉ့်ညံ့သွေးအလိုလျောက်ပီစားနဲ့မြစ်တာတရားရဲ့ခွန်အားကို အကောင်းနဲ့တတိပေးချက်ပါ။တိုင်းရင်းသားဆန်ကမ္ဘာမှာတော့မှမိဘတို့ဟာသတ္တမိကိုရှာဖွေဖို့ဘာမှမဆိုလုပ်မယ်ဆိုတာတသက်ပြလိုက်တာပဲဖြစ်ပါလိမ့်။